ဆရာကြီးလင်းယုံမောင်မောင်ရဲ့ရွာယူကူပါဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရန်ဆရာကြီးနဲ့သက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါတယ်ရှင်ဒီပိုင်းမှာတော့ရွာယူကူပေါက်တစ်ဆိုတာလေးကိုဖတ်ပြခြင်းပါတယ်ကျွန်တော်တို့ငငယ်ကကြားဘူးခဲ့တဲ့သွားတုတ်တုတ်လာတုတ်တုတ်စားတုတ်တုတ်ဆိုတဲ့တုတ်သုံးချမ်းဟာဒီနေ့မျက်မှောက်ခင်မှာတုတ်သုံးချမ်းတောင် မကတော့ဘူးနေရာတကာမှာတုတ်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 နဲ့လောက်ကင်နေကြရတော့တုတ်ဆယ်ချမ်းလောက်တောင်ရှိနေပြီထင်ပါတယ် အထူးသဖြင့်အဲ့ဒါလိုကတုတ်ကယုံနဲ့တုတ်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 လုတ်တဲ့အကျင့်ဟာမဂ္ဂဇင်းလောကမှာပိုးပြီးတွေ့ရပါတယ်။ဘယ်နဲ့ဗျာ။တချို့မဂ္ဂဇင်းတွေများလစဉ်တုန်းမဂ္ဂဇင်းလို့သာဆိုတယ်။လမကုန်ခင်ရက်20လောက်တချို့များလတစ်ဝက်15ရက်လောက်ကလေးကနေတွေဖို့ရန်ကုန်မှာဖြတ်နေလိုက်ကြတာ။လစဉ်တုန်းမဟုတ်တော့ဘဲနဲ့တလားနှစ်ချိန်များထုတ်နေသလားလို့တောင်အောက်မရတယ်။စာတုတ်တုတ်သွားတုတ်တုတ်လာတုတ်တုတ်ဆိုတဲ့တုတ်သုံးချက်မှာနောက်ထပ်ရိုက်တုတ်တုတ်ထုတ်တုတ်တုတ်ဆိုတဲ့တုတ်နှစ်ချက်တိုးပြီး မဂ္ဂဇင်းတွေကသူ့ထံကအရင်ထွက်နိုင်အောင်ဆော့ထွက်နိုင်အောင် အပြေးလွှားရိုက်နေကြတာထုတ်နေလိုက်ကြတာမီတာတရာပြေးဝဲမှာစံချိန်အထစ်တင်နေကြတဲ့ဒါတို့ပြေးသမားတွေကြနေတာပါပဲဗျာအဲ့ဒါလို့ editor တွေနဲ့ထုတ်ဝေသူတွေကသူတို့မဂ္ဂဇင်းတွေခက်စောစောထွက်နိုင်အောင်ခက်လောလောလုပ်ပြီးရိုက်တုတ်တုတ်ထုတ်တုတ်တုတ်အပြေးလွှားစူးစမ်းနေကြရတဲ့အထက်မှာဇာရေးဖို့ပြင်းထူပြီးလက်နေလုံလုံရေးတုတ်တုတ်မလုံနိုင်တဲ့ကျွန်တော်လင်းယုံမောင်မောင်အတွက်စိတ်ညစ်တဲ့အထက်မှာအဲ့ဒါလည်းပါတယ်ဗျာ ကြည့်ပါအောင်ဗျာမိုးကြာနဲ့အမှတ်တေကိုအချိန်မီထွက်ဖို့မိုးရဲရည်တဲ့တဲတဲမဲမဲခတ်တုတ်တုတ်လှုပ်နေကြတဲ့အချိန်မှာရဲဘော်ကြီးတခင်အောင်ဖေးရဲ့အမိန်အရမိုးကြာနဲ့မှာလစဉ်ပင်နာရေးပါမယ်ဆိုတဲ့ဝင်ခံကတိနဲ့ရွာရိုးကိုပေါ့ပွဲဥရဲရေးပေးပြီးအထက်ညာကို ခီးထွက်သွားတယ်ပြန်လာတော့မိုးကြာနဲ့ကအမှတ်တေထွက်ပြီးယုံနေမကြတော့ဘူးအမှတ်နဲ့ပါရိုက်ပြီးသားဖြစ်နေတယ်အဲ့လိုကျွန်တော်ခီးသွားနေတော့မိုးကြာနဲ့အမှတ်တက်ထွက်ပြီးလို့အမှတ်နှစ်ပါရိုက်ပြီးသားဖြစ်နေတာ စမ်းတော့မစမ်းဘူးဘာကြောင့်လဲဆိုတော့နောက်မှကျွန်တော်တိတိကျကျတိတိကျကျပြန်တွက်ကြည့်လိုက်တော့ကျွန်တော်ခီးသွားနေတဲ့ရက်ကလည်းနည်းနည်းတော့မှမဟုတ်တာ January လကုန်ရက်ကထွက်သွားလိုက်တာ ferry တလလုံးလုံးရန်ကုန်မှာမရှိဘဲနဲ့ March လစမ်းမှပြန်ရောက်တာဆိုတော့တနင်္ဂနွေ9ဘက်တိတိရှင်အားဖြင့်39ရက်ကြီးများတောင်ကြာသွားခဲ့တာကိုခင်ဗျာဒါကြောင့်မို့အဲ့ဒီရွာယိုကိုပေါ့ရှောက်သွားနေတဲ့အတွက်မိုးကြာနဲ့မှတ်နှင်မှာရွာယိုကိုပေါ့ဆောင်းမကိုမြင်နိုင်ပဲဖြစ်သွားခဲ့တယ် အဲ့ဒီတွေ့လဲမိုးကြောင်နဲ့ပြိတန်နဲ့မိုးကြောင်နဲ့အက်ဒီတာမင်းတွေကိုအနုညွတ်တောင်းပန်ပါတယ်တကယ်တော့ကျွန်တော်ကခြေထောက်မှာဘွေပေါက်ပြီးခုလိုတလကြော်ကြော်လောက်ရွာယူကိုပေါက်ရှောက်သွားနေတာဟာအတိတ်ပဲမရှိအကြောင်းမရှိအကြောင်းရှာပြီးတွားနေတာမဟုတ်ပါဘူးကျွန်တော်ရဲ့ဇာတိချက်ကြွေမွေးရက်မြေဖြစ်တဲ့အထက်ညာမုံရွာဘက်ကိုအေးအေးဆေးဆေးသွားပြီးအနာယူရင်စာအုပ်တွေကိုသွားရည်နေခဲ့တာစုစုပေါင်းအသွားအပြန်တနေ့ကနေ၅ဘက်တိတိကြာခဲ့တဲ့ဒီခီးမှာ တနေ့ကနေ၄ဘက် ရက်ပေါင်း28ရက်တီတီနေ့ရောညမှာကုန်းကြုံမီရေးခဲ့တာမျိုးဖောင်း30နီးပါးရှိတဲ့စာအုပ်တွေကိုရေးပြီးခဲ့တယ်။ကျွန်တော်အခုရေးပြီးခဲ့တဲ့စာအုပ်ကတခြားမဟုတ်ပါဘူးဆိုပြီးရကောင်းဆောင်ကြီး Covertrop ရဲ့အထုပ်ပတ်တီပါ။ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်း20ကျော်အစိတ်1965-90လောက်က Hitler Castro Che Guevara ဟိုချီမင်းစားတဲ့နိုင်ငံတကာကောင်းဆောင်ကြီးတွေရဲ့အထုပ်ပတ်တီကိုရေးခဲ့ဘူးတဲ့ကျွန်တော်လင်းယုံမောင်မောင်ရဲ့ငယ်မှုပြန်လက်ရာအနေနဲ့စူးစမ်းပြီးရေးလိုက်တာပဲ။ဟိုတုန်းကကျွန်တော်ရေးခဲ့တဲ့အထုပ်ပတ်တီစာအုပ်တွေအတိုင်း မူရင်းစာအုပ်တအုပ်ကိုဓာတ်ရိုက်ဘာသာပြန်ထားတာမျိုးမဟုတ်ဘဲနဲ့အကူကအထောက်ထားစာအုပ်စာတဲ့အမြောက်များကိုဖတ်ပြီးအချက်အလက်အကြောင်းအရာတွေကိုစုပေါင်းရေးသားထားတဲ့ complication စာအုပ်တုံးမှု ပုံနဲ့ပြီးစီးသွားတဲ့အခါလင်းယုံမောင်မောင်ရဲ့စာဖတ်ပရိသတ်အတွက် အားရကျေနပ်စရာဖြစ်လိမ့်မယ်လို့မျှော်လင့်ပါတယ်။မန်းတဲ့တိုင်းပြောရရင်မူလကကျွန်တော်စိတ်ထဲမှာ cover chop အထုပ်ပတ်ဒီကိုရေးဖို့အတော်ဝင်လေးခဲ့ပါတယ်။လွန်ခဲ့တဲ့6လလောက်ကလေးကရေးဖို့စိတ်ကူးခဲ့ပေမဲ့ တီလိုကြီးကျယ်ပြီးနိုင်ငံတကာကမွှတ်ကြည့်ရတဲ့ခေါင်းဆောင်ပြောက်ရဲ့ထုတ်ပတ်ဒီကိုပြည်ပြည်ပြင်းပြင်းပြည်ပြည်စုံစုံရေးမှရေးနိုင်ပါမလားအထူးသဖြင့်မြန်မာနိုင်ငံကကျွန်တော်လိုနှုတ်ဆုပ်ကုတ်ဆုပ်အထုတ်ပတ်ဒီစာရေးစရာတယောက်အနေနဲ့တကယ်ပါလုံးကစိတ်ပါဝင်စားပြီးရင်းသက်ရှူမောအံ့ဩလောက်တဲ့အီယာမနိုင်ငံတကာခေါင်းဆောင်ကြီးကော်ဗာချက်အကြောင်းကိုရေးရမှာခက်ရန်ရန်ပုံနှိုင်းရရင်စင်ကောင်းခွေးမချီနိုင်တယ်လို့များဖြစ်နေမလားလို့စိုးရုံမိပါတယ်ဒါပေမဲ့တကယ်ရေးတော်မယ်လို့စိတ်ပိုင်းဖြတ်ပြီးတကယ်ရေးချလိုက်တော့ ကျွန်တော်ကိုကျွန်တော်တောင်အံ့ဩယူရလာအောင်ရေးလိုကောင်းလိုက်ပုံများတော့ဘာကောင်းသလဲမမေ့နဲ့ဆိုတာလို့ရှော့ကနေဟော့တီရဲဟော့တီရဲဆက်နဲ့လှဲ့ပြီးရိုက်ထုတ်လိုက်တဲ့အတိုင်းပဲ28ရက်လုံးလုံးမနဲ့ရောနေ့လည်းရောညရောတကုန်းကုန်းနဲ့ရေးနိုင်ခဲ့တယ်ဒါကြောင့်မို့လဲစာမျက်နှာ400ကျော်900နီးပါးရှိတဲ့စာအုပ်တို့ကိုတက်လာလောက်နဲ့ပြီးအောင်ရေးနိုင်ခဲ့တာပေါ့ခင်ဗျာပြီးတော့တခြားဘာသာပြန်စာရေးစရာတွေအတွက်ခက်ကောင်းခက်စရာရှိပေမဲ့ကျွန်တော်အတွက်အခုလိုမြန်မြန်ဆန်ဆန်လွယ်လွယ်ကူကူရေးနိုင်ခဲ့တာကတခြားကြောင့်မဟုတ်ဘူး မူရင်းစာအုပ်တုပ်ထဲကတိုက်ရိုက်ပါတာပြန်ရတာမဟုတ်ဘဲနဲ့စာအုပ်စာရန်စာနယ်ဇင်းတွေမြောက်များတဲ့ကအထောက်ထားအကိုကအချက်လက်တွေယူပြီးကျွန်တော်အာဘောကျွန်တော်ရေးဟန်နဲ့မြန်မာဆန်ဆန်ကျွန်တော်ကြိုက်တယ်လို့ရေးရတဲ့အတွက်ပါပဲစာဖတ်သူတွေနဲ့စာရေးစရာတို့ကဒါလေးယုံမောင်မောင်ရဲ့ရေးနည်းရေးဟန်ပဲလို့တော့သတ်မှတ်ထားကြပါတယ်ဟုတ်လဲဟုတ်တယ်ကျွန်တော်ရေးသားပြုစုခဲ့တဲ့ cover chop အထုပ်ပတ်တီကအင်္ဂလိပ်ဘာသာနဲ့ရေးသားထားတဲ့ cover chop အထုပ်ပတ်တီစာအုပ်ရဲ့လို့မတွေ့ဘူးသေးပါဘူး ဆိုပြီးတဲ့ငါထုတ်တဲ့ coverage ထုတ်ပတ်ဒီအချင်းချုပ်စာကိုပါပါလေးတုတ်တော့ရှိတယ်။ဒါမှလည်းဒါကလည်းထုံးစံတိုင်းဆိုပြီးရဆိုရကတန်ကင်းတမန်ကင်းရတရားဝင်ကြီးညာချက်သဘောမျိုးထုတ်ပြန်တာဆိုတော့စာမျက်နှာ၄၅၆မျက်နှာလောက်နဲ့အရာမရောက်လာဘူး။ဒါကြောင့်ကျွန်တော်က coverage ထုတ်ပတ်ဒီကိုရေးရမှာစာနယ်ဇင်းတွေတော်များများကိုရှာဖွေစုဆောင်ပြီးအဲ့ဒီထဲကအချက်လက်အထောက်အထားတွေကိုစုံနိုင်သမျှစုံအောင်ထုတ်နှုတ်လိုထားခဲ့ရတယ်။အဲ့ဒီစာနယ်ဇင်းတွေထဲမှာကျွန်တော်အများဆုံး ဖတ်ရှုအားထားခဲ့ရတဲ့စာနယ်ဇင်းတွေကတော့ကမ္ဘာကျော် Time Magazine နဲ့ New Week Magazine တွေပါပဲ။ထားထောင်ရန်ကုန်မှာရှိနေတဲ့များဒီစာအုပ်ကိုလုံးဝရေးပြမှာမဟုတ်ဘူးဆိုတဲ့အသည့်နဲ့ရန်ကုန်က January လမကုန်ခင်မှာမြန်မြန်တက်သွက်အညာကိုတက်သွားတော့ကျွန်တော်နဲ့အတူ Time နဲ့ News Week Magazine အုပ်30လောက်ပဲယူသွားနိုင်ခဲ့တယ်။မန္တလေးမှာတခြားနိုင်ရင်ဈေးကြိုတိုင်းကစာအုပ်ဟောင်းဆိုင်မှာနောက်ထပ် Time နဲ့ News Week Magazine အဟောင်းအုပ်20လောက် ရှာဝဲခဲ့ရတယ်။ဒါရင်မလုံလောက်သေးတဲ့အတွက်မုံရရောက်တော့နီးစရာခင်းရမင်းရစာပေပေါင်းတင်ရောင်းရင်တွေစီကနေနောက်ထပ်မဂ္ဂဇင်းနေရှာရဖွေရငားရတောင်းရပါသေးတယ်။ကျွန်တော်နဲ့အင်တန်ရင်းနှီးတဲ့ချင်းတွင်ဦးချစ်ဒေါက်တာတန့်လွင်မောင်နဲ့ဆရာသာထီးတို့စီကမဂ္ဂဇင်းတွေအုပ်30လောက်နောက်ထပ်ရပါတယ်။ကျွန်တော်အတွက်ပုံကန်ကောင်းချင်တော့ဒီတစ်ခါပုံရရောက်မှလူချင်းသိရတဲ့ဥမျိုးဝင်းရှင်ဆိုတဲ့ဥရီကျိုးဆောင်တယောက်ကကျွန်တော်စာအုပ်တွေကိုဖတ်ဘူးထားတဲ့ကျွန်တော်စာပတ်ပရိသတ်တယောက်ဖြစ်နေလေတော့ကျွန်တော် cover shop အထုပ်ပတ်ဒီရေးဖို့စာအုပ်စာတမ်းရှာနေရဲဆိုတာသိရလို့ Time နဲ့ News Magazine တွေစုစုပေါင်း55ဦးကြီးများတော့ရှာဖွေစုဆောင်ပြီးကျွန်တော်စာရေးနေတဲ့ဆလင်းကြီးကိုတကူးတကလာပို့ရှာပါတယ်။စကားဆက်မိလို့ကြားပြတ်ပြောလိုက်ရအောင်မယ်။အခု cover job အထုပ်ပတ်ဒီကိုကျွန်တော်ရေးခဲ့တာမုံရမြို့ပေါ်မှာရေးခဲ့တာမဟုတ်ဘူး။မုံရမြို့ရဲ့နောက်ဘက်ချင်းတွင်းမြစ်ရဲ့တစ်ဖက်ကမ်းကမုံရနဲ့ဆက်တမိုင်ဝေးတဲ့ဆလင်းကြီးမြို့ရဲ့ တောင်ပေါ်ကြောင်တော့ရကြောင်မှာရေးခဲ့တာအဲ့ဒီနေရာမှာကြုံချိုက်တုံးအောက်ပြီးအောက်ရွာကစာဖတ်သူတွေကိုတခုမြင့်တာရိုက်ခန့်ချင်တာကအဲကျွန်တော်စာသွားရေးခဲ့တဲ့စာလင်းကြီးမျိုးကိုစလင်းကြီးလို့ဖတ်စီခြင်းပါတယ်ရေးထားတဲ့တပ်ပုံတိုင်းစာလင်းကြီးလို့အတန်ထွက်ပန်းအညာသားတွေကဟားကြပါလိမ့်မယ်ဥမာမြမအတန်ကတရင်ကျညာရမှာမန္တလေးမြို့ဝရမ်းရက်လို့မပြောဘဲနဲ့မန္တလေးမြို့ဝါတန်းရက်ဆိုပြီးတပ်ပုံတိုင်းတလုံးချင်းဖတ်ပြီးကျညာလို့မန္တလေးသားတွေနားထဲမှာဟားစရာကြီး ဖြစ်နေတယ်လို့ပေါ့ဗျာအဲ့ဒီစလင်းကြီးကိုမကြဘူးမရဘူးကြတဲ့စာဖတ်သူတွေအတွက်ဒေတန္တရဘုသူတအနေနဲ့ပြောရမယ်ဆိုရင်မုံရမျိုးကနေချင်းနှင်းမြစ်ကိုကရုနဲ့ကူးလာရင်တစ်ဖက်ကန်ကညောင်ပင်ကြီးဆိုတဲ့ရွာကိုရောက်တယ်။အဲ့ဒီညောင်ပင်ကြီးကကားပေါင်းစုံဂိတ်ထိုးတဲ့လမ်းစုံလမ်းကွာပဲ။အဲ့ဒီကနေမြောက်ဖက်သွားတဲ့ကားတွေကိုစီးရင်ရင်မပင်ပလဲကန်ကောယောဒီရောက်နိုင်ပြီးတော့နာမည်ကျော်လောင်းတော်ကတပပုံနာပုံညာကိုလည်းအဲ့ဒီလမ်းကပဲသွားရပါလေ။ညောင်ပင်ကြီးကနေတောင်ဘက်သွားတဲ့ကားတွေကတော့ ရေစကြိုပခုတ်ကူထီရောက်ပြီးလမ်းကူလမ်းမှာနိုင်ငံကျော်ကိုကြီးကျော်ရဲ့ပခန်းကိုလည်းဝင်နိုင်ပါတယ်အဲအခုကျွန်တော်စာရေးခဲ့တဲ့ဆလင်းကြီးမျိုးကတော့ညောင်မင်းကြီးကနေဆက်တမိုင်းတည်တည်ဝေးပါတယ်ရေစကြိုပခုတ်ကူကားတွေကိုစီးလို့ရတယ်လို့ဆလင်းကြီးကိုတည်တံ့ပြေးဆွဲနေတဲ့ချစ်ကားတွေ highlights ကားတွေနဲ့ကားကြီးတွေကလည်းဆင်းသင့်ရှိပါတယ်ဒီနေရာမှာညောင်မင်းကြီးနဲ့ဆလင်းကြီးကိုပြေးနေကြတဲ့ချစ်ကားတွေနဲ့ပတ်သက်လို့အံ့ဖွယ်တုဒ္ဒတခုကိုတင်ပြခြင်းမှာသေးတယ်အဲ့ဒါကိုမတင်ပြခင်စာဖတ်သူတွေကိုမေးခွန်းတစ်ခုအရင်မေးခြင်းနဲ့ အဲ့ဒီမေခွန်းကတော့ချစ်ကားတစည်းကိုလူပဲနှစ်ယောက်စီးနိုင်တယ်လဲဆိုရင်မေခွန်းပါပဲချစ်ကားပေါ်မှာပါတဲ့ထိုင်ကုန်အနေထားရာပုံမှန်တိုင်းဆိုရင်ချစ်ကားတစည်းမှာရှေ့ကန်းက driver ပါဝင်3ယောက်နောက်ကန်းမှာဘေးနှဖက်နဲ့အလဲထိုင်ကုန်နေပေါ်မှာ6ယောက်စုစုပေါင်း9ယောက်စီးတဲ့ကြပါတယ်တခါတည်းကနောက်ကန်းမှာချင်းချင်းကြက်ကြက်နဲ့9ယောက်ပါလာရင်တော့စုစုပေါင်း10ယောက်ပေါ့ခင်ဗျာအဲ့ဒီကြားထဲကတင်းကြံရက်မှာရေဘက်ကန်ထွက်တဲ့ချစ်ကားတွေဆိုရင်တော့15ယောက်လောက်ဒီအလွန်ကျွန်းစီးတတ်တာတွေ့မြင်ရပါတယ်ထားပါတော့ဗျာ ကန်းကုံအောင်စီကြစရန်းဆိုကြေကားတစီမှာလူ20အထိစီးလို့ရတယ်စီးလို့လည်းဖြစ်တယ်ဟဲထားပါတော့အဲညာဝင်ကြီးကစလင်းကြီးပြေးတယ်ကြေကားတစီမှာလူဘယ်နှယောက်စီးတယ်မှတ်တယ်လဲလူ90အထိစီးကြတယ်ခမားအဲ့ဒါမယုံမရှိနဲ့ကိုတွေပါပဲဒီတစ်ခါမုံရွာနဲ့စလင်းကြီးကိုအသွားပြန်56ခါလောက်စီးခဲ့ရမှာလူ40အောင်ရော့တာမတွေ့ခဲ့ရဘူးလူ40ကျော်90အထိစီးကြတာကြီးပဲရှေကန်းမှာကားမောင်းတဲ့ဆရာပါဝင်9ယောက်စီးရတယ်ဝဲဘက်အစွန်ဆုံးက driver ကလည်းတင်းမတစ်ချက်မှ ထိုင်ကုန်မှာတီယံလေးတင်ပြီးလူတကောလုံးကိုကားပြင်ပတ်ထုတ်ထားရင်စတီယရင်လက်ကင်ကိုခတ်တီတီဂိုင်းဂိုင်းပြီးခက်မှန်မှန်မောင်းတော့တာပဲကားရှိကဆက်ကောင်းပေါ်နဲ့ရွှန့်ကဘန်ကပေါ်မှကြီး10ရောက်လောက်စီးတယ်ခင်ဗျာနောက်ခန်းအတွင်းထဲမှာ10ရောက်နောက်ကအတွေ့တာက10ရောက်ပြီးတော့ဂါမိုးနဲ့ဘေးတစ်ဖက်တစ်ချက်မှာ15ရောက်လောက်မတ်တက်ရက်လိုက်ကြတော့စုစုပေါင်း40ကျော်50လောက်ဖြစ်သွားတာပေါ့ဗျာအဲ့ဒီလိုလူ90လောက်ပါတဲ့ချစ်ကားကိုခက်လန်းလန်းကလှမ်းကြည့်ရင် ကောင်းပေါင်းလာတယ်လို့မမြင်ရမယ်နဲ့လူပရိသဘင်ကြီးသဘင်ကိုမြင်ရတယ်လို့ပဲဗျဆိုပြီးရပြန်ဥမာမောင်ဆက်ကအဖွဲတဲ့ကဂျုံပါသမားတွေတိုင်းမဲ့ဗျချစ်ကားတစီကိုလူ90လောက်စီးတဲ့အံ့ပွဲတူတာကိုကိုတိုင်းကိုချက်ကြုံတွေ့ခဲ့ရတယ်လို့အဲ့တလောက်လူတွေမဆက်မပြဲကြက်ကြက်တဲတဲနဲ့ မောင်းနှင်သွားလာနေကြတဲ့ဆက်လင်းကြီးကားလမ်းမှာကားပေါက်တာတို့ကားချင်းတိုက်တာတို့ကားကလူကိုဝင်တိုက်တာတို့ဆိုတဲ့မတော်တဆရင်အန်တရတခါပါမဖြစ်ခဲ့တာကလည်းအံ့ပွဲသူတာတစ်ခုပါပဲဒါတဲ့ပို့ပြီးအံ့ဩစရာကောင်းတာကဒါလောက်လူတွေပြုတ်သိမ့်ကြံ့ညံ့နေတဲ့အထက်ကခီးတဲ့ချင်းချင်းရန်ဖြစ်တာစကားများတာညူဆူတာတွေလုံးဝမရှိဘဲနဲ့တယောက်နဲ့တယောက်ပြန်လည်သဘောထားကြီးကြီးနဲ့အကူကြီးပန့်ပိုးကြတာဖေးမဆောင်းလျှောက်တာတွေကအင်တန်းမှချီးကျူးစရာကောင်းပါတယ် ကားပေါင်းတဲ့ဇာကစိတ်ရှိသလားခီးတယ်တွေကလည်းတီးခံလိုက်ကြပုံများအန်ကြီးမကုံနိုင်လောက်အောင်ပါပဲရန်ကုန်မှာသာဆိုရင်တော့လားအချင်းချင်းရိုက်ကြတာနဲ့တကားလုံးစိတ်ယုံရပြီးသားမှတ်ပြီးတော့ဇလင်းကြီးကားပေါ်မှာဧည့်သည်လိုလူရောစိတ်ပါချင်းချင်းချက်ချက်နဲ့စီးခဲ့ရသလားကျွန်တော်စာရေးတဲ့တောင်ပေါ်ချောင်းရောက်ပြန်တော့နှလုံးစိတ်ဝမ်းအေးချမ်းလိုက်ပုံများမပြောပါနဲ့တော့ကျွန်တော်ငယ်ငယ်ကဖတ်ဘူးတဲ့ရှေးဟောင်းမြန်မာဗုဒ္ဓစာပေတဲ့ကမြတ်စွာဘုရားတရင် တောင်းတော်မူတဲ့ဈေးတဝင်းကျောင်းတော်ကိုဖွဲ့နှဲဆိုခဲ့တဲ့နှလုံးမွေရောဘွေရာဖြစ်တော်မူသောဆိုတဲ့ဖွဲ့နှဲကဇလင်းကြီးတောင်ပေါ်ကျောင်းကိုရည်ရွယ်ပြီးဖွဲ့ခဲ့လေသလားလို့တောင်းအောက်မိရတယ်။ဇလင်းကြီးမြို့ရဲ့တောင်ဘက်အထက်မိုင်ဝက်သားသာတမိုင်ပြော့ပြော့လာအကွာဝေးမှာအဲ့ဒီတောင်ပေါ်တော့ရကျောင်းကလေးရှိတယ်။ကျောင်းရဲ့ပတ်ပတ်လဲလဲလေးဘက်လေးနဲ့တစ်ခွေလုံးမှာတဟက်ပင်တွေစီဖုံးနေတဲ့တောင်ကုန်းကလေးကအင်တန်တာယာချက်မြင်လာတယ်။ ျွန်တော်အတွက်တော့ရေကန်အင့်ချာအင့်ဆိုလိုပို့ပြီးအစီအပြေခဲ့တာကအဲ့ဒီတောင်ပေါ်ချောင်းကလေးက24နာရီကာလပတ်လုံးရေရောမိပါအမြင့်မပြည့်ရနေတဲ့အချက်ပဲနေ့နဲ့နေခင်တဲ့ပင်တွေချာမှာတနေ့ကုန်စာရေးလို့ရတယ်လို့ညဘက်ချပြန်တော့လဲမိကတညလုံးကြိုက်တယ်လို့လို့တယ်လို့သုံးနိုင်တော့ရေအားကောင်းရင်ကောင်းသလောက်ရေးနိုင်တာပေါ့ခင်ဗျာ အထူးသဖြင့်ကျွန်တော်တို့စာရေးစာရေးစာရေးတဲ့အခါပတ်ဝန်းကျင်အနေထားကောင်းမှုလို့တဲ့အခုကျွန်တော်စာရေးခဲ့တဲ့ဆလင်းကြီးတောင်ပေါ်အကြောင်းကလေးမှာစွန်ကွန်းအလုံးလောင်းနဲ့ရင်းမိကလည်းပြည့်စုံနေဆိုတော့ရန်ကုန်ကသမရဟိုတယ်တို့ကန်နာဟိုတယ်တို့တကုန်းဟိုတယ်တို့မှာတက်ပြီးစာရေးရတာတဲ့အဆင်ပြေတဲ့ဆလင်းကြီးတောင်ပေါ်အကြောင်းမှာ28ရက်လုံးလုံးတရက်မှမပြတ်ခဲ့တာမရှိဘူးအဲ့ဒီဆလင်းကြီးတောင်ပေါ်အကြောင်းမှာကြောင်းနိုင်စရာတော့ကားဖြင့်တခြားပုဂ္ဂိုလ်မဟုတ်ဘူးရှင်အာရိစဝင်သားဝက်မြည်ရတဲ့စာရေးစီရဆလင်းကြီးထေးလွင်ဆိုတဲ့ကလာမီကိုကြားဖို့ပြီး ူးစာတွေကိုဖတ်လာခဲ့တာနှစ်ပေါင်း20ကျော်ပြီ။ဒါပေမဲ့လွန်ခဲ့တဲ့ထလားလောက်ကမှဆလင်းကြီးထေးလွင်ဆိုတဲ့ဆရာတော်ရှင်အာရိစာဝင်သားကိုမုံရမှာပထမဆုံးချိန်ဖူးတွေ့ခဲ့ရတယ်။အဲဒီတော့ကဆရာတော်နဲ့အတူဆလင်းကြီးတောင်မောအချောင်းကိုလိုက်သွားခဲ့ပြီးဆရာတော်ရဲ့ဖိတ်ခေါ်ချက်အရ Coffee Shop အထုပ်ပတ်တီကိုဆလင်းကြီးတောင်မောအချောင်းမှာတွားရိပ်ခဲ့တာပဲ။ဆရာတော်ကစာနယ်ဇင်းတွေမှာဘာသာရေးယဉ်ကျေးမှုနဲ့စာပေစာမားတွေကိုရေးသားလာခဲ့တာနှစ်ပေါင်း30နီးပါးရှိလာပြီ။ကျွန်တော်ကိုယ်ရေပြောရရင်တော့ဆရာတော်ကပြည့်ရတ္တိပြိပတ်တိဘက်မှာထူးချွန်သလောက် ကဗျာရေးသားဆက်ဆိုရမှာလဲအင်မတန်ပြောင်ပြောက်တဲ့ပုံကိုယ်တူဖြစ်တယ်။အထူးသဖြင့်ရုပ်တရက်လက်တန်းကဗျာဆက်ဆိုရမှာတော့ကျွန်တော်တွေ့ဘူးသမျှတွေမှာပါရမီတဲ့အရင်တန်းဆုံးကဗျာစာဆိုတူလို့မှတ်ယူမိတယ်။လောလောဆယ်ပူပူနွေ့နွေ့ပင်လယ်ခွေရေးခင်းတဲ့ဆန်ဟူစိန်ကျောင်းကိုဆရာတော်က10မိနစ်2မိနစ်အတွင်းရုပ်တရက်ချက်ချင်းလက်တန်းကပြားလေးဆက်ဆိုခဲ့တာကိုကျွန်တော်ကဒီလိုမှတ်သားခဲ့ရတယ်။ဆရာဟူစိန်ညံတိန်တဲ့လူစားသူ့အတွက်ကဲကြောင့်လူအသက်တွေ ထောင်ချီလို့တန်းပြေပါပြက်ကပြုံးရတယ်ရှုံပေါ်တအား ဇလင်းကြီးတောင်မော်ကျောင်းမှာကော်ဗာချော့ထုတ်ပတ်ဒီရေးသားပြုစုခဲ့ရတဲ့အတွက်ဆရာတော်ရှင်အားလေးစာဝင်သားဇလင်းကြီးထေလွင်အားကျေးဇူးတင်ကတော့ဗန်းစင်လေးရဲ့ရောက်ခဲ့ရပြန်ပါတယ်ဒီရက်ဝေးဧည့်သည်နှစ်ယောက်စလုံးကတော့တခြားသူတွေမဟုတ်ပါဘူးမန္တလေးကတောင်လေးလုံးဆရာတော်ကိုပညာမရဘူရာနဲ့မော်စကိုရေဒီယိုအသံလွှင့်ဌာနကရုရှားအမျိုးသမီးပါနောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာဖြစ်ပါရဲ့ရှင်ကျေးဇူးတင်ပါတယ်ရှင်ကျမတူတာပါ